Hi အားလုံးပဲမင်္ဂလာပါ Land Japanese SM2 Base မှာကြိုဆိုပါရစေ။အဲဒီနေ့အတွက် share လေးလုပ်ပေးစင်တာလေးကတော့2024ခု M5 ပေါ့နော် M5 မေခွန်းပေါ့2024ခုနှစ်9လပိုင်းရဲ့ M5 မေခွန်းလေးရဲ့ grammar ပိုင်းတစ်ခုဖြစ်တဲ့ဒီကျေပု္ပ္ပာပေါ့နော် grammar ရဲ့အဲမေခွန်းတစ်ခုဖြစ်တဲ့ကျေပု္ပ္ပာပိုင်းလေးကို share လေးလုပ်ပေးချင်ပါတယ်။ကဲအဲ့ဒါဆိုရင်စလိုက်ကြရအောင် နော်ဒီမှာဘာလဲဆိုတော့သူရဲ့ကျေပုတ်စာက Montaigne ပေါ့နော် grammar မှာ Montaigne မှာပါတယ်နံပါတ်1မိခေါ်မှာပါတယ်ပေါ့နော်သူကကြတော့ဒီမှာကြည့်ကြည့်အောင် Suki no bon no တဲ့ဒီကွက်လက်ပေါ့နော် Naina ni ni hai no mono wa to de das ga တဲ့ဒီအောက်မှာပေးထားတဲ့အဲစာကြောင်းပါတဲ့ဒီကျဲနေရာမှာထည့်ရမယ့်အရာကဘယ်ဟာလဲ Ichi ni sanshon kara ichi ban ii mono o hito so eran de kuna sai တဲ့တနည်း3လေးကနေပြီးတော့အဖြစ်နိုင်ဆုံးအရာတစ်ခုကိုရွှေ့ပေးပါတဲ့နော်အဲ့တော့ဒီကျေပုတ်စာကိုဖြေ းတဲ့အခါမှာ तू ကဘယ်လိုမျိုးဖြေရတာလဲဆိုတဲ့အခါကျအောက်မှာပေးထားတဲ့အဖြေ၄ခုပေါ့နော်အဲ့ဒီအဖြေ၄ခုကိုဒီပေးထားတဲ့ကွက်လက်ထဲမှာမှန်အောင်စီပေးရတာပေးထားတဲ့ကွက်လက်ထဲမှာ grammar နည်းအရအဲမှန်အောင်ပေါ့နော်သူရဲ့စာကြောင်းကိုမှန်အောင်စီပေးရတယ်ပြီးသွားတဲ့အခါကျတော့အဖြေရကြတဲ့အခါကျတော့ဒီနေရာမှာကြတဲ့နံပါတ်ကိုသွားပြီးတဲ့အခါကျတော့ဖဲချယ်ပေးရတယ်ဝိုင်းပေးရတယ်ပေါ့နော်ဒါ JLPT မိကုန်းမှာဖြေတဲ့ သူရဲ့ပုံစံပေါ့เนาะကျဲနေရာမှာကြားတဲ့နံပါတ်ကိုပဲတွားပြီးတော့ WiFi ID စာကြောင်းထဲမှာအောက်မှာပေးထားတဲ့အဖြေလေးခုစလုံးကိုဒီကွက်လက်လေးခုစလုံးမှာထည့်ပေးရတယ် เนาะအဲ့တော့ဒီကျေပုတ်စာကိုဖြည့်မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ကလောက်ဖို့လိုလဲဆိုတဲ့အခါကျတော့ဒီစာကြောင်းလေးကိုအရင်ဆုံးဖတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာဖတ်ကြည့်ရအောင်ဝါတာရှိဝတန်ကြောပြီးနီးတဲ့နိုင်နာနီစုခတ်တဲ့ immerse တဲ့ကျွန်တော်ကားတဲ့မွေးနေ့မှာနိုင်နာနီပေါ့နော်အာစုခတ်တဲ့ immerse ဆိုတော့အသုံးပြုနေတယ်လို့ပြောလိုက်တယ်အဲ့တော့ဒီမှာကြည့်ကြည့်အောင်အဖြေလေးတွေကိုကြည့်ကြည့်အောင်အဖြေကခူရတာခူရတာဆိုတာပြီးခဲ့တယ်ပြီးခဲ့တယ်ဆိုတာကအာဘာလဲဆိုတဲ့အခါကျပြီးတဲ့အခါမှာဝါတာရှိစကားပြောနေတဲ့သူကရတဲ့အခါမျိုးမှာသုံးတယ်ပေါ့နော်မိုင်းနီချီဆိုတာနေတိုင်း င်းသူကကြတော့နော်ကင်မရာအိုဆိုတော့နော်အိုကင်မရာကိုဆိုဖူကဆိုတော့ဗာလဲဆိုတော့အဖိုးကလို့ပြောတာအဲ့ဒီမှာအဲတွားပြီးတော့အဲ့လိုမျိုးစကလုံးလေးလုံးပေါ့နော်အဖြေလေးခုကိုဆိုလို့ရှိရင်အရင်ဆုံးတွဲလို့ရတဲ့ဟာလေးတွေကိုအရင်ဆုံးတွားတွဲကြည့်ပေါ့နော်အခုဒီမှာဆိုလို့ရှိရင်သူ့ရဲ့ grammar မှာဘာကိုတွားတွဲလို့ရလဲဆိုတော့သူ့ရဲ့ grammar pattern ရဆိုလို့ရှိရင်ဆိုဖူကခူတဲ့တာနောက်ကခူတဲ့တာအဖိုးကနေပြီးတော့ပေးခဲ့တာ เนาะအဖိုးကနေပြီးတော့ပေးခဲ့တယ်အဲအဲ့နှစ်ခုကိုသွားတွဲလို့ရတယ်၄နဲ့၁နဲ့ကိုသွားတွဲလို့ရတယ် နော်အဲ့တော့အဖိုးကနေပြီးခဲ့တယ်ပြီးသွားလို့ရှိရင်ဒီကွက်လက်နဲ့ကက်လက်ရဲ့ဒီနောက်ဆုံးနောက်ဆုံးစာစကားလုံးနဲ့ကွက်လက်ရဲ့ပေါ့နော်နောက်ဆုံးဒီကွက်လက်ကိုအရင်ဆုံးထည့်ကြည့်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီနှစ်ခုကတော့ဟုတ်ပြီတွဲလို့ရပြီနော်အာဆိုဘုကခူတဲ့ထစခတ်တဲ့ imas တော့ထည့်လို့အဆင်မပြေဘူး mind me chi စခတ်တဲ့ imas နော် mind me chi စခတ်တဲ့ imas နေတိုင်းအသုံးပြုနေတယ် okay ရယ်နော်နောက်တစ်ခုကကင်မရာကိုစခတ်တဲ့ imas ကင်မရာကိုအာစခတ်တဲ့ imas ဆိုတော့သုံးနေတယ်ပေါ့နော်အဲ့အဲ့လိုမျိုးနေနေ တော့အဲ့ဒီမှာပြန်ပြီးတော့စီးကြည့်အောင်ပြန်ပြီးတော့ဒီမှာထည့်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကမွေးနေ့မှာเนาะကျွန်တော်ကမွေးနေ့မှာအဖိုးကပေးခဲ့တယ်နော်ဆိုဖုကခူရတာနော်အဖိုးကပေးခဲ့တဲ့ကာမေရာကိုကင်မရာကိုနေတိုင်းအသုံးပြုနေရပဲဖြစ်ရမယ်။ဒါမယ်နော်အဲ့တော့ဆိုလို့ရှိရင်ဒီမှာမတာစီကတန်စောပြီးနီဆိုဖုကခူရတာကာမေရာကိုမိုင်းမီချီစခတ်တဲ့ इमास နော်အဲဒီမှာသွားပြီးတော့အာဗာလဲ ကင်မရာအိုမိုင်းနီချီဆိုလို့ရှိရင်အဲဟိုကင်မရာအိုဒီမှာမိုင်းနီချီပေါ့နော်ကင်မရာကိုနေတိုင်းအသုံးပြုနေတယ်ဆိုတဲ့ပုံစံနဲ့အစားကြောင်းကစီပေးရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီနေရာမှာကျဲနေရာမှာကြားလိုက်တဲ့နံပါတ်က1ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖြေက1ကိုသွားရွေးပေးရမယ်1မှာသွားပြီးခဲချက်ပေးရမယ်ပေါ့နော် အယောဘီအစနောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကဟိုအန်ကွက်လက်တခုဆန်အီမတ်အများကြီးရှိတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့တော့ဒီမှာပေးထားတဲ့အဖြေလေးကတူရီရဲ့နိရဲ့ဝရဲ့ဂရဲ့ပေးထားတယ်အဲ့တော့ဟိုအန်ဆိုတာကဘာလဲဆိုတဲ့အခါကျတော့နေရာနေရာနောင်ရဲ့နောက်မှာဒီမှာဆိုလို့ရှိရင်ပါတီကယ်နိလိုက်ပေးရတယ် နော်ခိုးအန်းနီနီဝနော်နီနဲ့ဝနဲ့ဟာအတွဲနီနဲ့ကားနဲ့သတွဲလို့မရဘူးနော်ခိုးအန်းနီဝပန်းချံမာတော့ဆိုတဲ့အတိတ်ပဲနီဝဆိုတာကခိုးအန်းနီဝပန်းချံမာတော့တိုရိကတခုဆန်အီမတ်နော်တိုရိကတခုဆန်အီမတ်ဆိုတော့ဗာလဲဆိုတော့ခက်တွေကအများကြီးရှိတယ်ဆိုတဲ့အတိတ်ပဲအဲကြတဲ့ဒီမှာဆိုလို့ရှိရင်သတွဲပြရမယ်ဆိုလို့ရှိရင်အဖြေက ဟိုအန်မီဝတိုရီကတာခုဆန်အီမန်စနစ်3တလေးပေါ့နော်အဲ့တော့သူရဲ့ဒီမှာကြားတယ်ဂျယ်နီယာမှာကြားတယ်အဖြေကနံပါတ်1 ဒါပဲเนาะအဲ့ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ grammar မှာလည်းပဲရှိတဲ့ဟာကဘာလဲဆိုတဲ့အခါကျနောက်မှာ imus တို့ arimus တို့တရှိချင်းကိုဖော်ပြတယ် imus တို့ imus တို့တရှိရှိတယ်ဆို imus ပေါ့เนาะတမက်ရှိရယ်ဆို arimus ပေါ့เนาะအဲ့ဒီတရှိနဲ့တမက်ရှိတယ်ဆိုလို့ရှိရင်ဘာနဲ့ပဲသုံးပေးရလဲဆိုတော့ noun ကနဲ့ပဲသုံးပေးရတယ် particle ကနဲ့ပဲသုံးပေးရတယ်ပေါ့เนาะအဲ့ဒါကသူ့ရဲ့ grammar pattern အနေနဲ့ရှိပြီးသားပေါ့เนาะအားလုံးပြီးအဲ့ဒါဆိုနံပါတ်နောက်တစ်ခုကြည့်ကြည့်အောင် ောက်တစ်ခုကတော့ဒီမှာဗာပေးထားလဲဆိုတော့ခိုတိုရှင်နောနာဆိုတဲ့เนาะခိုတိုရှင်နောနာဆိုဆိုကလပ်ပေးထားတယ်ယာမနီအီကီမတ်စ်เนาะဒီနှစ်ရဲ့နွေရာသီးတဲ့ယာမနီအီကီမတ်စ်ကိုတောင်းတို့သွားမယ်တဲ့တောင်းကိုသွားမယ်လို့ပြောလိုက်တာเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဥမိပင်လေเนาะဒေဝကမှာတော့ဝါကဒီကနခုတဲဆိုတာက9တဲကနေရလဲပေါ့နော်9ကိုကလောက်ထားတာလဲဆိုတဲ့အခါကျတော့အဲဟိုဟာဤဟိုဟာပြောင်းထားတာပေါ့နော် နိုင်ကိုတက်ဖောင်ပြောင်းထားတာပေါ့နော် EAGIT ကိုတက်ဖောင်ပြောင်းထားတဲ့ပုံစံပေါ့နော်အဲ့တော့ဒီမှာကြည့်ကြည့်ပြီးဆိုလို့ရှိရင်ကိုတိုရှိနောနာဆိုဟာဒီနှစ်ရဲ့နွေရာသီကနော်ကိုတိုရှိနောနာဆိုဟာဒေဝသွားတုံးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒေဝကမှာတော့ဒီမှာဘာပဲထဲလို့ရမလဲဆိုတော့ဥမီရဲ့နောက်မှာပဲဒေဝကတ်လို့ရမယ်ဥမီကနေရာ ါပဲเนาะနေရာနောက်ပင်လယ်ရဲ့နောက်မှာပဲဘာထည့်လို့ရမလဲဆိုတဲ့အခါကျဒေဝကသွားထည့်လို့ရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာတစ်နဲ့နှစ်နဲ့သွားတဲ့တွဲလို့ရမယ်เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ခိုတိုရှိနိုနာဆိုဝါဥမီဒေဝနောက်ခုတဲဖြစ်မှာပေါ့เนาะဒီမှာတစ်နဲ့နှစ်လာလိုက်ပေါ့เนาะ အဲ့တော့ဒီမှာဝါဆိုတော့ဒီမှာက၃ပေါ့ခိုတိုရှိနော်နာဆိုဝါဥမီဒေဝနာခုတဲ့နော်ပင်လေကိုမဟုတ်ဖဲနဲ့ယာမအေအီကီမတ်စတောင်းတို့သွားမယ်နော်အဲ့တော့ဒီမှာကလေနာခုတဲ့ဆိုတာကဘာလဲဆိုတဲ့အခါကျတော့ဘာလဲဆိုတော့အီယဂျစ်တစ်ကိုတက်ဖောင်ပြောင်းလိုက်တာပေါ့နော်နောက်ကနေပြီးတဲ့အခါကျတော့အာ ဒီစာကြောင်းလိုက်ဖို့ရဲ့အတွက်ပေါ့နော်ယာမနီအီခီမက်ဆိုတဲ့သူရဲ့ဒီစာကြောင်းလိုက်ဖို့ EAG တစ်ကိုတက်ဖော်မှာလဲ9ကိုပါပြောင်းလိုက်တာလဲဆိုတော့ E ကိုဖြုတ်ပြီးတော့ခုတဲပြောင်းထားတယ်ပုံစံနဲ့ပြောင်းထားတာအဲ့မှာနောက်တစ်ခုပါသွားပြီးတော့တွေ့လဲဆိုတော့အများတန်းတုံးနေတာပေါ့နော်အာသင်တဲ့အခါမှာ Ekimas Kimas Kyariman ဆိုလို့ရှိရင် particle A နဲ့တုံးတယ်လို့ပြောတယ်ဒါပေမဲ့ဒီမှာဘာဖြစ်လို့ယာမနီလို့သွားပြောလဲဆိုသူ့မှာတောင်တို့ဆိုပြီးတော့သွားမဲ့ဥတီ1ရှိတယ် M1 ရှိတယ်အဲ့ဒါဆိုလို့ရှိရင် particle ni နဲ့တုံးပေးရမယ် ပါပဲเนาะ I hope be အဲ့ဆိုတော့နောက်ဆုံးတစ်ခုကြည့်ကြည့်အောင်နောက်ဆုံးတစ်ခုကကြတော့ Watashi wa mai asa heya o တဲ့ကွက်လက်ပေးထားပြီးတော့ damage ပေါ့เนาะ thread တဲ့ကျွန်တော်ကားတဲ့မနေ့တိုင်းနဲ့အခန်းကိုတဲ့ဆိုပြီးရဲ့ခါကြတော့ quality ပေးထားပြီးတော့ damage ဆိုထွက်တယ်ဆိုပြီးပေးထားတယ်အဲ့တော့ဒီမှာက o o ဆိုတာက particle ကိုခါရာကမှเนาะနောက်တစ်ခုကကြတော့ e ရဲ့က a noun ပေါ့เนาะနောက်တစ်ခုက soji ရှိတယ် နော်ဆိုချင်းရှိသေးဆိုတော့ဗာလဲဆိုတော့တန်ရှင်းရေလုတ်ပြီးဆိုတဲ့အတိတ်ပဲအဲ့တော့ဒီမှာဗာလဲဆိုတော့ now o bamas နဲ့ပဲတွဲပေးရမယ်ဘက်ပြီးတော့ဗာရှိလဲဆိုတဲ့အခါကျတော့ f5 grammar မှာဆိုလို့ရှင်တိတ်ခါတာရှိတယ်တော့အဲ့တော့၄နဲ့၃နဲ့တွဲပေးရမယ်။ဒါလဲဆိုတော့အာဆိုကြည့်ရှိတဲ့ခါကတန်ရှင်းလုတ်ပြီးရဲ့နောက်ဒီမှာနောက်အိုဆိုတော့ဆိုကြည့်ရှိတဲ့ခါကဘက်ကိုရွေးပေးမယ်။ဆိုကြည့်ရှိတဲ့ခါကနော် ကျွန်တော်ကမနေ့တိုင်းအခန်းကိုတန်စီရေလုတ်ပြီးတဲ့နောက်เนาะနောက်တစ်ခုပါလာမလဲဆိုတော့ EAO damage ပဲဖြစ်နေ။ဒါမယ်เนาะ sorry ဒီမှာက3မဟုတ်ဘူးခါရာက2ပဲเนาะ4နဲ့2နဲ့လာတွဲမယ်4နဲ့2နဲ့လာတွဲပြီးတော့ဒီမှာ4နဲ့2နဲ့လာမယ်လာပြီးတော့ EAO damage ဆိုတော့2 4 2 3 1เนาะအိမ်ကနေထွက်တယ်ဆိုတဲ့အတိတ်ဒါမယ်เนาะကျွန်တော်ကနေတိုင်းအခန်း အခန်းကိုတန်ရှင်းရေးလုပ်ပြီးရဲ့နောက်မှာအိမ်ကနေထွက်တယ်ဆိုတဲ့အတိတ်ပဲနဲ့သုံးတယ်အဲ့ရမယ်နော်အဲ့တော့ဆိုလို့ရှိရင်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီဟိုဟာရဲ့အဲ grammar ရဲ့ကျေပုံစာလေးကို share ရင်းလုပ်ပေးထားတော့ပါ